ဟောင်ကောင်မှာနေထိုင်လျက်ရှိတဲ့မြန်မာနိုင်ငံသားတွေဟာမက်စလာ28ရက်ကမြန်မာနိုင်ငံရဲ့လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းရင်အကြောင်းကိုလူမှုမီဒီယာပေါ်မှာမြင်တွေ့ရခြင်းမြန်မာနိုင်ငံမှာနေထိုင်ကြသူတွေအတွက်အလွန်စိုးရိမ်ခဲ့ကြောင်း South China Morning Post မှာဖော်ပြခဲ့ပါတယ်။ဟောင်ကောင်မှာပညာသင်ကြားနေတဲ့အသက်24နှစ်အရွယ်မြန်မာကျောင်းသူမေရီဟာငလင်းလှုပ်ခတ်ခဲ့တဲ့အကြောင်းကိုသိရှိခဲ့ခြင်းမှာမြန်မာနိုင်ငံရှိသူ့ရဲ့မိသားစုဝင်တွေနဲ့မိတ်ဆွေတွေအတွက်စိုးရိမ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျမရဲ့ Facebook မှာဘန်ကောက်မှာလှုပ်ခတ်ခဲ့တဲ့ငလင်းသတင်းတွေသာတက်နေပေမဲ့သတင်း င်းတွေကိုတေချာဖက်ပြီးတဲ့နောက်မှာတော့ငလျင်ဗဟိုချက်ကကျမတို့နိုင်ငံဖြစ်တယ်ဆိုတာကိုသိလိုက်ရချိန်မှာတခုခုမားနေပြီဆိုတာခံစားလိုက်ရတယ်လို့မေရီကပြောပါတယ်။အဲ့ဒီနောက်မေရီဟာမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးငလျင်တန်ကိုအပြင်းထန်ဆုံးခံခဲ့ရတဲ့သူ့ရဲ့မွေးရဲမြို့ဖြစ်တဲ့မန္တလေးမြို့ရှိမိသားစုတွေနဲ့တငယ်ချင်းတွေကိုဆက်သွယ်ဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့မိသားစုဝင်တွေနဲ့မိတ်ဆွေတွေဟာအွန်လိုင်းပေါ်မှာရှိနေကြောင်းသိရပါတယ်။အဲ့ဒီနောက်မြန်မာနိုင်ငံရဲ့ငလျင်သတင်းကို Facebook ပေါ်မှာအနှဲငယ်သာမြင်တွေ့ခဲ့ရတယ်လို့သူမကပြောပါတယ်။ကျမအရင်ဆိုရ ရင်ပြီးတောက်လန့်သွားပါတယ်မိနစ်အနည်းငယ်အတွင်းဘာမဆိုဖြစ်သွားနိုင်လဲဆိုတာသိလိုက်ရတယ်လေမိနစ်အနည်းငယ်အတွင်းမိသားစုနဲ့တငယ်ချင်းတွေဆုံရှုံသွားနိုင်တယ်လို့မေရီကပြောကြားခဲ့ပါတယ်မေရီဘယ်လိုပင်ဟောင်ကောင်ရောက်မြန်မာအတိုင်းဝိုင်းပင်မဲ့လဲမြန်မာနိုင်ငံရဲ့အခြေအနေအတွက်စိုးရင်ပူပန်ခဲ့ကြတယ်လို့ဆိုပါတယ်လက်ရှိမှာဟောင်ကောင်ရှိမြန်မာအတိုင်းဝိုင်းဟာအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီးအချင်းချင်းပံ့ပိုးကူညီမှုတွေပေးနေကဒေတာရင်းကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာမိမိတို့ရဲ့ဆွေမျိုးသားချင်းတွေကိုကူညီထောက်ပံ့ဖို့အသင့်ပြင်ထားကြပါတယ်ဟောင်ကောင်အစိုးရကတော့မြန်မာနိုင်ငံရဲ့ငလျင် ်လှုပ်ခတ်မှုတွေကြောင့်ထိခိုက်ပျက်စီးမှုတွေကိုကူညီပေးတဲ့အနေနဲ့မတ်လ29ရက်ကမိသက်သမားတွေလူနာတင်ရေးဝန်ထမ်းတွေအပါအဝင်ရှားပွေကယ်ဆယ်ရေးဝန်ထမ်း52ဦးအဖွဲ့တစ်ဖွဲ့ကိုတာပွေကယ်ဆယ်ရေးခွင့်နှကောင်နဲ့အတူမြန်မာနိုင်ငံကိုစေလွှတ်ခဲ့ပါတယ်သူတို့ဟာကယ်ဆယ်ရေးလုပ်ငန်းတွေမှာကူညီပေးဖို့အတွက်အသက်ကယ်ကိရိယာတွေနဲ့ဂျိုးတုချေရခန်စနစ်တွေကဲ့သို့သောစက်ပစ္စည်းကိုရန်ကိုတည်ဆောင်လာခဲ့ပါတယ်အဲ့ဒီအပြင်ဟောင်ကောင်အစိုးရဟာမြန်မာနိုင်ငံရှိဒုက္ခသည်တွေကိုထောက်ပံ့ဖို့အတွက်ဘေးဒုက္ခကယ်ဆယ်ရေးရန်ပုံငွေမှဟောင်ကောင်ဒေါ်လာတန်း30ဒေါ်လာ3.3သ တန်းခန့်ခွဲဝေပေးခဲ့ပါတယ်